။အားလုံးပဲမင်္ဂလာရှိသောညချမ်းလေးပါခင်ဗျာ။ပရလောကဂမ်ဘီယာဇလံကောင်းလေးများပြပြတင်ဆက်ပေးဖို့ရှိန်ရောက်ရှိလို့လာခဲ့ပြန်ပါပြီ။ဒီကနေ့ညမှာတော့စာရေးဆရာမူထမကွေးရေးသားထားသောသူရနေ့တိုက်ပေါ်မှာအင်ဆောင်မိသူဆိုတဲ့ဇလံလေးအစအဆုံးကိုပြပြလို့တင်ဆက်ပေးတော့မှာပဲဖြစ်ပါတယ်ခင်ဗျာအားလုံးပဲ နားဆင်ခန်းစားပေးကြပါဦးခင်ဗျာငိုကုံလူဆောင်ကူမြောက်လိပြေယူကတိုက်ခတ်နေသည့်အချိန်ဇီတိကုန်းရွာထဲမှာဥဖုလူဆိုသည့်လူကြီးသည်ရွာစုံမြောက်တောင်၌ရှိသောမြေကွက်လက်တစ်ခုကိုလာကြည့်နေတယ်ထိုမြေကွက်သည်ယခင်ကဖုန်ကြီးကျောင်းမြေတစ်ခုဖြစ်ကယခုတော့ဖုန်ကြီးကျောင်းကိုရွာလင်သားတွင်ပြောင်းကဆောက်လုပ်လူဒန်းထားတယ် အဖိုးလူကဘုန်းကြီးကျောင်းမြေကိုရခင်ကလေးကသဘောကျနေသူလေဖြစ်တာကြောင့်ပြန်လေဝေယူထားလိုက်ခြင်းဖြစ်လေတယ်။တန်အောင်နေမြေဖြစ်ခဲ့ဘူးတော့ကြောင့်မြေမတတ်မှာကိုလေသူ့အနေနဲ့စိုးရင်စရာတော့မရှိဟုထင်မိလေတယ်။ရခင်ကျောင်းဟောင်းကြီးကိုလည်းဖြတ်ထားတော့ကြောင့်မြေကွက်လက်ကလေးဖြစ်နေကအဖိုးလူကသူ့စိတ်ကြိုက်ပြင်းအောင်တုံမုံမြေအိမ်ကိုစောက်လုပ်ဖို့လေပြုလုပ်ထားတယ်။သူထိုနေရာသို့ရောက်ရှိသွားတော့ခါရသမားများကတိုင်ပြီထူပြီးကပြင်းများတန်းတည်နေကြတယ်။ ဥဖိုးလူရောက်လာသည်ကိုမြင်သောအခါလက်သမားကောင်းဆောင်ကအနားရောက်လာခဲ့လေတယ်။ဘယ်နဲ့လဲဥမြင်အဆင်ပြေရလား။ဘာလို့ဝဲသီးလဲ။လိုအပ်တာရှိရင်ပြောနော်။ဘာမှတော့မလိုအပ်ပါဘူး။ဒါပေမဲ့ငါမင်းကိုပြောစရာရှိသေးတယ်ဖိုးလူရ။ဘာမှလေဗျာ။ပြောစရာရှိတာပွင့်ဝင်လင်းလင်းပြောပါ။အာမနာပါနဲ့။လက်သမားဆရာဥမြင်ကဥဖိုးလူကိုခေါ်၍အရေးကောင်းကောင်းတစ်ပိကြီးတစ်ပင်အောက်ကကွက်ပြစ်ပေါ်၌ဝင်ထိုင်လိုက်ခါစလိတ်တူကြီးကိုနှခမ်း၌တိုက်ပြီး မင်းကြီးတောက်လိုက်ပြီးသူပြောချင်တဲ့အကြောင်းအရာတွေကိုချင်းချင်းကစဉ်းစားပြောနေတယ်။မင်းညားကငါအိမ်မက်တွေမကောင်းလို့ကွာ။ဦးမြင့်အိမ်မက်မကောင်းတာကျုံနဲ့ဘာဆိုင်လို့လဲဗျာ။ဆိုင်နာဘောက်ဖူးလူရာမင်းကငါပြောတယ်မပြောတယ်စဉ်းစားနေတာ။ဒါပေမဲ့အဲ့အိမ်မက်ကိုငါမှတ်တာနှစ်ခါရှိပြီမှုလို့ပြောပြတာ။စကားကိုဝေးလေကြောင်ပဲလုံးမနေနဲ့။ပြောစရာရှိတာလူရင်းကိုပြောစမ်းပါဦးမြင့်ဟာ။ဒီလူနဲ့ဒီလူအားနာရမယ့်သူတွေမဟုတ်ပါဘူး။ ကဲဒါဆိုငါဒေဘေးပြောမယ်ဖို့လူမင်းဆုံးမဲ့မြင်နေရတာမတန့်ဘူးဗျာဥမြင့်ကြောက်ဟိုနောက်နေရလားဥမြင့်လေဒီဘာမှမွေးဒီဘာမှကြီးလာတာပါဗျာဒီမြင်နေရကတန်းကနေမြည်လီအခုမှကြောက်ကအင်းဆောက်တာမြေကမတန့်ဖြစ်ရောလားဒီမြေကိုမင်းဝယ်ထားတာကြာပြီအခုမှအင်းဆောက်တယ်ဆိုတာငါသိပါတယ်ဖို့လူရတိုင်မဲ့တန်းကမြည်ဆိုတာမှန်တယ်မြေကတော့မတန့်ဘူးကွာငါမတ်တဲ့အိမ်မက်ထဲမှာ ီမြေတွေကနေတော်တော်လေးရုပ်ဆိုးတဲ့လူကြီးတွေထွက်လာကြပြီငါ့ကိုလက်ညှိုးထိုးပြောတာဒီနေရာမှာလူနေအိမ်မဆောင်နဲ့အကုန်သေးကုန်ပဲအဲ့လိုပြောတော့တာအာဥမြင့်ဆေးဆွဲတာလေဖြစ်နေပါမယ်ဟိုဘူးဖို့လူငါ့ကိုငါတိတယ်ဆေးဆွဲလို့မတ်တာမျိုးမဟုတ်ဘူးပြီးတော့တို့ဖုန်ကြီးပြန်လို့တော့မပူခင်ကငါကြောက်ဘူးလားရှိတယ်ဆရာတော်ကြီးကသူ့เจ้าမှာဘယ်တော့မှကံမောမဖတ်ဘူးကံမောဖတ်မယ်ဆိုเจ้าပြင်ကတဲเจ้าလေးတွေသွားဖတ်တာတဲ့ ခါတာကပ္ပီယာကဘာဖုံးမှုမေးကြည့်တော့ငါเจ้าအောင်မှာနေသူတွေကမကြိုက်ကြဘူးကပ္ပီယာကြီးသူတို့ကဟိုးရင်ကလေးကနေသူတွေဆိုတော့သူတို့ကတွုံးမြင်ကားလို့ဖြစ်နေတာသူတို့ထုတ်တဲ့စီကံကိုနားထောင်ရမယ်လို့မိန်ဖူးတယ်ဖို့လူရဘာဖုံးကအဲ့လူအထူးဆန်းတွေပြောတော့ကပ္ပီယာကြီးကနားမလည်ဘူးပေါ့ကွာဒါပေမဲ့အဲ့ဒီစကားနဲ့ငါကူးမတ်တဲ့အိမ်မက်တွေကငါချင်းကြည့်တာဘာဖုံးပြောတာပရာလောကသားတွေသူเจ้าဝိုင်းထဲမှာရှိတယ်လို့ပြောတာဖြစ်မယ်ဖို့လူရအာတော်ပါတော့ဗျာဦးမြင့်ဟာ ပြားလေလူတွေကြားရင်ရင်နေကြပါဦးမေတန်အားမြေမှာတရေရှိရတယ်လို့ပြန်ဟာကျုပ်ကတော့ဖះဟိုးရဲ့30ပုံဆိုတာကိုတော့ယုံတယ်ဒါပေမဲ့ဦးမြင့်ပြောတာကိုတော့မယုံဘူးဒါကတော့မင်းပိုက်မဲ့ဖို့လူငါမင်းကိုပြောပြတာအခုတော့သတိပေးမေဘာပဲဖြစ်ဖြစ်ဖះနဲ့တရားနဲ့မပြတ်နေကွာခလုံးထိမအမီဒါဒုက္ခရှိမှဖះတားတဲ့လူမျိုးမဟုတ်ပါဘူးဦးမြင့်ကျုပ်ကအမြေဖះတရားလုပ်တယ်စိတ်သာချာ လက်သမားကောင်းဆောင်ဦးမြင့်လည်းဥဖိုးလူကသူပြောတီကိုလက်ခံတော့ကြောင်းဆက်လက်ပြောပြမနေတော့ပေအိမ်ဆောင်မြီအကြောင်းပတ်လွဲကပြောလိုက်တော့တယ်ဤသူဖြစ်ဥဖိုးလူတယောက်သူ၏အိမ်ကိုစိတ်တိုင်းကြဆောက်၍ကြမ်းခင်းကမိုးမိုးပြီးရှိပြီတနေ့သောအခါဝယ်ဥဖိုးလူတယောက်နေခင်းတွင် အသည့်အိမ်သို့အလဲသွားရာသူမထင်မှတ်ထားသောစကားများကြားလေတယ်ဟောကိုဖိုးလူကြီးပါလားပြောလှဲ့လာတာတော့ဒီလိုပါပဲမတော့ရာ ဒီဘက်ရောက်ခိုက်ကိုစင်ကြီးကိုမတွေ့ရတာကြာနေငါဝင်လာခဲ့တာနေ့လေငါတငယ်ချင်းကြီးဘဲသွားတော့ထိုကအင်ပေါ်ထက်ကနေခန္ဓာကိုယ်တုတ်တုတ်ခိုင်ခိုင်နေနှကံမွေပတိုင်းမွေများပေါက်နေသောလူကြီးတယောက်ဆင်းလာလေတယ်ဘယ်မှမသွားပါဘူးဖိုးလူရငါအိမ်မှာပဲရှိတယ်မင်းတန်ကြောက်လို့ဆင်းလာခဲ့တာထိုလူကဥစင်ကြီးဟူခေါ်ဟာအသက်အပြည့်90ကျော်လေးပြီဥဖိုးလူထက်၃နှစ်ခန့်မြတ်သာကြီးကငယ်ပေါင်းကြီးပေါ်မရဖြစ်၍ ခင်မင်းရင်းဒီကြောင့်အထုတလေချင်းပြစီရတော့မလို့ပေးဦးစင်ကြီးကဥဖို့လူပေး၌သာဝင်ထိုင်၍မိမဖြစ်သူကိုလက်ဖက်တော့ခိုင်းကရင်ွေးယူလာခိုင်းလိုက်တယ်ကျုံလေးကိုစင်ကြီးကိုမတွေ့ရတာကြာနေဝင်လာခဲ့တာဒီရက်ပိုင်အိမ်ထွေးအောင်လာကြည်လားဗျပြားလာလေအောင်ဆိုဖို့လူရဲ့ငါလေးအသက်ရွယ်ကရလာတော့မျက်စိကဝါးကျင်လိုလိုဖြစ်နေတာကွာမမြင်မဆန်းနဲ့ဆိုတော့အပြင်းနေပါလိတိမ်တော့ကျင်လို့ပါကွာဒါမှမဟုတ်ဗျာ ဆေးဆရာဦးနှောတို့စီမှာမျက်စင်းခက်စေသွားတောင်းတာမဟုတ်ဘူးအဲ့လူကြီးစီကတကယ်ကောင်းတာဗျာဟာမိမိလေဆေးဆရာမျက်စင်းစီကမျက်စိစူတာနားရည်ကိုခက်တယ်စီဟာငါဆရာကြောင့်မျက်စိဝါတာရှာမလားဟာဟဲ့ကျုပ်ကအလကားစတာပါဗျာမင်းအားလေမင်းဖြောင်းလိန်နဲ့အချင်းကတော့အခုထင်ပြောင်းသေးဘူးအော်တာနဲ့ဟုတ်လူငါသတင်းတွေကြားပါလေမင်းဟိုတခါကဝယ်ထားရဲ့ဖုန်းเจ้าမြေမှာအေးဆောက်နေပြီဆိုဒါပေါ့ဗျာ ဝယ်လေးလာတော့ကမိုးရသည်ကြီးဖြစ်နေတော့အင်းဆောက်ဖို့ကြာစိတ်ထဲအလုံးမကြတာနဲ့အခုမှဆောက်ဖြစ်တာအင်းကဆောက်ပြီးပြီလားပြီးတော့မေးဥမြင့်လည်းချပြီးပြီကြံကလေးခင်းပြီးပြီအမိုးလည်းမိုးပြီးပြီဗျဘေးကနေရကပ်ဖို့ပဲကြံတော့တာကျုပ်အိတ်တက်ဆုံးကျွေးရင်တော့ခမရလာရမှာနော်ကိုစီအဲ့တော့တာထောင်းဖို့လူငါကမင်းကိုတွေ့ကြည့်နေတာငါကြားတဲ့သတင်းတွေအရတော့เจ้าမြေကမတန့်ဘူးပြောနေကြတယ် အဲကြည့်ရတာလက်သမားကောင်းဦးမြင့်ရှောက်ဖွာထားပြီထင်တယ်။ဦးမြင့်ကဖွာမလားဟာ။သူ့မိမကကြီးတော်ခင်ပူကဖွာနေတာ။လက်ကပါကိုစင်ကြီးဟာသူ့သွေးလေးချောက်ချလို့မတ်တဲ့အိမ်မက်နဲ့ရှင်ပြီးရှောက်ပြောနေတာ။ကိုစင်ကြီးပဲစဉ်းစားကြည့်လေ။တန်ငါတွေဒနေသုံးနေထိုင်ခဲ့တဲ့မြေကမတန့်ဖြစ်ရမလား။လူတွေနဲ့တကယ်ခတ်ပါလေ။အဓိကကတော့မနာလို့စိတ်ပေါ့ဗျာ။အေးနောက်တစ်ခုလည်းငါကြားသေးတယ်။မနေ့တနေ့လောက်ကနေမယ်။ အဲ့ညာတော့ကရွာတွေကစိုးသိနေတဲ့ရှစ်စုမှာသိရမလား။ဟောမလခင်သားနေဂျန်တော့ညီမမလား။သိပါဗျာ။ဟေးသူတို့ညောက်ကအခုမင်းစောင့်နေတဲ့ရှန်ရှိကတမပင်အောက်မှာရှိတွေ့တာတဲ့။ညင်းလေလောက်မှာဝိုင်းနေကနေညီးတန်ကြီးကြလို့ကြီးလိုက်ကြတာ။ဘဲတဲ့ကောင်ကြီးမဟုတ်ဘူးဆိုပေ။အယုတ်ဆိုဆိုနေခြံထဲမှာပတ်သွားနေတာတဲ့ကွာ။သူတို့လည်းအဲ့ဒီမှာအော်ဟစ်ပြီးပြေးကြတာ။အခုထိဖျားနေသေးသူ။ဒါလေးကျုံးသိပါတယ်ကိုစင်ကြီးဟာ။ စိုးသိမ့်နဲ့ချစ်စုမဖျားနေကြတာတော့အမှန်ဆိုပြီးမေကျုပ်ကတော့ရွာလေးကလူတွေတမင်ထွင်လုံးထုတ်နေကြတယ်ထင်တာပဲကောလာဟာရဒီကူဗျမင်းကပရာလောကရှိတယ်ဆိုတာကိုမယုံတာလားဖို့လူရဘာဖြစ်လို့လဲကိုစင်ကြီးကမစီမဆိုင်မင်းပုံစံကမယုံတယ်လို့ဖြစ်နေလို့မေးကြည့်တာသုံးဆက်တပုံရှိတာကိုတော့ယုံတယ်ဒါပေမဲ့ဒီမြေမှာပရာလောကသားတွေရှိတာကိုတော့မယုံဘူးဗျာဟဲ့ကောင်ရတန်ခါမြေဆိုတာနဲ့ပရာလောကသားဆိုတာ မရှိရတော့ဘူးလားမရှိရတော့တာမဟုတ်ဘူးရှိကိုမရှိနိုင်တာကိုစင်ကြီးကစဉ်းစားကြည့်လေတန်ဃာတွေကမနဲ့ညစဉ်အဆက်မပြတ်ဖျားရှင်တော်မြတ်ရဲ့ရှင်ထုတ်တော်ကမိကြားခဲ့တဲ့တရားတွေကိုအမြဲရုတ်ဖက်နေကြတာမုံမြတ်တန့်စင်တဲ့ဒေသနာတရားတော်တွေရုတ်ဖက်တယ်ကိုဒီပရာလောကသားတွေကနားခံနိုင်ပါမလားဖျက်ပြေးကြမှာပေါ့အဲမင်းပြောတာလည်းမှန်ပြီမေနည်းနည်းလွဲနေသေးတယ်ကွာမင်းပြောသလိုငါပြောရရင်တို့ဖျားရှင်တော်မြတ်ကြီးတက်ရှိထင်ကြရှိစဉ်ခါက စီတုံကျောင်းတော်ကြီးမှာသတင်းသုံးတော်မူခြင်းတညမှာကျောင်းလေးကမကြီးပင်ပေါ်ကနေဟိုတန်တခုထွက်ပေါ်လာတယ်ကွာဒီဟိုတန်ကိုတာသာကြီးတပါးကကြားတော့ကျောင်းလေးကထွက်ပြီးမကြီးပင်ပေါ်မောကြည့်တယ်အဲ့မှာတစေကြီးကောင်ကမကြီးပင်ပင်စီကိုဖတ်ပြီးငုံနေတာတယ်ကွာတာသာကြီးကဘာလို့ငိုတာလဲမေးတော့အဲ့တစေကြီးကအောက်ကိုဆင်းလာပြီးမှန်ပါဖေဟာတပည့်တော်ကဖျားပွင့်ခိုင်းတဲ့ကြုံကြိုက်ပါလျက်နဲ့ဖျားရှင်အားမဖူးမြော်နိုင်တဲ့ယခုလိုဘုံဘွားကိုရောက်နေရလို့ငုံနေရတာပါဖေဟာတဲ့ နောက်တော့တန်ခါကြီးလည်းအမျှပေးဝေလို့အဲ့တစီလည်းကျွတ်လို့သွားပါတယ်။ငါအတီးကပြောချင်တာကဖျားရှင်ကိုရောင်မြတ်ကြီးသတင်းသုံးတော်မူတဲ့စေတုံကိုကြောင်းမြင်မှာတော့နာနာဘဝဆိုတာရှိရင်ကျန်တဲ့အခြားကြောင်းတွေမှာမရှိဘူးလို့မပြောနိုင်ဘူးကွာ။ဒါကြဘဲတူမလဲရဲ့ကိုစင်ကြီးကစေတုံကိုကြောင်းထဲကတစီကကျွတ်ချိန်တန်လို့ရောက်လာတာလေဗျာ။အရင်ကလေးကနေတယ်လို့မှမပါတာ။ကဲဒါဆိုနောက်ဥပမာတစ်ခုပြောပြမယ်။ရှေးခါကဘာအန္တတိပြီမှာငါပေးဆိုင်တော့လူတွေကဖျားတရား ိမ်ပြုတ်လုံနိုင်ကြတော့ဘူး။တန်းပြည်ရဲ့သာသနာဟာမိမ့်မိတ်နေတာပေါ့။အဲ့ဒီအချိန်မှာဖုန်ကြီးကျောင်းငယ်လေးတွေကကိုရင်တပါငမို့ခေါင်းပေါမှုအန်တရာကြောင့်အသက်သေးလူမျိုးပါဖြစ်နေစင်မှာတပည့်ကြီးတကောင်ရောက်လာပြီးကိုရင်လေးအသင်ဟာတင်းရဲဆဲဆဲဖြစ်နေပြီ။စာလောင်မုတ်သိရှင်ရဲ့ဒုက္ခကြောင့်တင်းတေးရတော့မင်း။ငါလဲစာလောင်မုတ်သိရှင်ကိုယခုခန်းစားနေရပါလေ။ဒါကြောင့်တင်းရဲ့ခန္ဓာကိုယ်ငါ့အာဆွန်၍စောင့်ဝင်ပြပါ တောင်းတရေ။ကိုရင်လေးကလည်းစာလောင်မုတ်သိမှုရဲ့ဒုက္ခကိုကိုကျင်းစာမိပြီး သူ့ခန္ဓာကိုယ်ကိုစွန့်ကျဲခဲ့တဲ့လေ။ငါဆိုလိုရင်းကကွာဒီလိုဖုန်းကြီးចောင်းတဲ့ထိဝင်လာပြီးကိုရဲ့အသားကိုစားဖို့လာရတဲ့တပည့်ကြီးရှိရင်မင်းចောင်းမြင်ပါလေအရင်ကမရှိပေမဲ့အခုရောက်နေပြီဆိုရင်မင်းဘလို့လုပ်မလဲ။ရောက်နေပြီပဲကိုစင်ကြီးပြောလို့ထားလိုက်ပါ။တိုင်းမဲ့အချိန်တိုင်တော့ထောသွားမှာပဲလေ။အခုကအင်တက်ပါညာမှမလို့ရသေးတာ။အေးပါဘာပဲလုပ်လို့သတိဝိရချီချီလုပ်ပေါ့ကွာ။ငါကြားသမျှသတင်းတွေကမကောင်းလို့မျိုးကသတိရှိအောင်ပြောပြတာ ုစင်ကြီးစင်တာကြုံနားလဲပါလေဗျာစိတ်ရကျုပ်မယုံပေမဲ့သတိထားပါမေအေးငါမင်းကိုစိတ်ပူလို့ပါဥဖိုးလုံးနေဥစင်ကြီးကိုစကားပြောနေချိန်တိုင်းဝိုင်းနေဦးလူတယောက်ကဝင်လာခဲ့တယ်အရှက်မနေမမင်းနေ့နေလောင်ထားသောသားကြီးကနီးမြန်မြန်ဖြစ်နေကညနာ၌လဲအမာယူဆင်းရကြီးတခုရှိလေတယ်ထို့လူကခက်မြက်မြက်ပဲဝင်လာကဥဖိုးလူတို့နေမျက်နှာချင်းဆိုင်၌ဝင်ထိုင်၍ဒေါ်တောင်းစောစောကလာချပေးထားသောလက်ဖက်တစုံခစားလိုက်ခါ ရင်နွေးပူပူကိုမှုတ်တော့နေလေတယ်။ကိုတာတော့ပဲမင်းကတုံးမတက်ဘူးလားဗျ။တော့တက်ဖို့သွားတာအင်္ဂါခွေးနဲ့ကောင်ဘာဖြစ်လဲမသိဘူး။ခေါလို့ကိုမရောက်ဘူးဗျ။ကျုံလဲမင်းတို့မလိုက်ရင်ငါ့ဟာငါသွားမယ်ဆိုပြီးလုပ်ပြန်တော့အစိုးစားကြီးဆွဲကြိုက်ပြီးတားနေကြတာ။ကျုံလဲဒီခွေးကြီးမသွားစီချင်မို့ထောက်ရင်တစ်ခုပဲဆိုပြီးမသွားတော့တာဗျူ။အေးဗျ။ခွေးတွေကတရိတ်ဆန်ဆိုတော့တစ်ခါတလေသူတို့ကကျုပ်တို့မမြင်နိုင်တဲ့အရာတွေကိုကျုပ်တင်သိကြတယ်။ အဓိကအဖြစ်ခွေးကတော့ပြုတ်တုတ်လူတွေနဲ့အရင်ဒီဆုံးမိတ်ဆွေအကောင်းဆုံးမိတ်ဆွေပေါ့ဗျာမှန်တော့ပေါ့ဗျာကျုပ်လည်းကျုပ်ရင်ကခွေးတားလို့မတော်တာအခုနေ့လေကြာတော့တော်ရဲထင်းကုတ်သွားတဲ့အဖွဲစီကသတင်းထူးကြားရပါရောဟုတ်ဘာသတင်းထူးများလဲတော်ရဲမှာတကူလုံးအနဲ့ရောင်ဝတ်စုံတွေနဲ့မိမတွေတွေ့ခဲ့တယ်ဆိုပေဗျာသူတို့ပြောပုံရဆူပညာသေးဖြစ်ဖို့များတယ်ဟုတ်တကယ်လားဗျာသူတွေတွေ့ခဲ့တာတဲ့တော့ ကိုတာနိုးနဲ့သူ့တငယ်ချင်းနှစ်ယောက်ပြ။သူတို့ကအခိုင်အမာကိုပြောတာနော်။တကြီးကတော့အကြောင်းကြားပြပြဆိုပဲ။ပညာသင်ပဲတေချာရင်တော့ခရူးဆိုင်ရမယ်ပြ။သူတို့တွေကမတရားမှုတွေလုပ်ဖို့နည်းနည်းမှလမ်းမတွန့်ဘူး။သူတို့တွေ့ခဲ့တော့တော်ရဲကဆုံးပြညာသင်များသည်နှပုံးတကဆုံးရှင်မလို့သာဖြစ်တယ်။သူကသူရသည်နှပုံးတကကိုနှိမ်နေမပြီးသေးရှိ။ဦးစင်ကြီးစကားကြောင့်အင်းရှိကနေဖြတ်သွားတော့မိမတယောက်ကသမင်လေးပြန်ကြည့်၍မျက်စောင်းထိုးသွားသည်ကို ဥဖုလူတယောက်သတိထားမိလိုက်တယ်။သူ့ပေမဲ့အမှုမဲ့မဲ့နေလိုက်ခါဆက်လက်စကားပြောနေခဲ့တယ်။အချိန်တိုကြာစကားပြောပြီးသဖြင့်ဥဖုလူလည်းပြန်လာခဲ့ကသူ၏ရှင်ဝိုင်းဘက်လှည့်၍လာကြည့်နေလိုက်တယ်။အိန္ဒိယတချမ်းကကာပြီးချိန်၌နေဆောင်ပြီဖြစ်နေသောကြောင့်အလုံသမားတွေလည်းနားနေခိုင်းနနက်ဖြန်မှသာဆက်လုပ်ဖို့ပြောကြ၍အချိန်နေနေသောအိမ်ဘက်ခြောက်လာခဲ့တယ်။ထိုနောက်ရေမိုးရှို၍တာသမီနှစ်ဦးဇနီးနှင့်အတူထမင်းစားတောက်နေခဲ့လေတယ်။ မေးစားတောင်းနေချိန်၌သားသမီးနှစ်ဦးကအချင်းချင်းမျက်နှာရိပ်မြင်တကယ်ပြနေတာဟုဥဖုလူသတိထားမိကသူကပဲစကားဦးတန်းလိုက်လေတယ်။သားနဲ့သမီးကအဖကိုပြောစရာရှိတယ်ထင်တယ်။ပွင့်လင်းလင်းပြောကြစမ်းပါ။ထိုအခါတားငယ်ဖြစ်သူ လူမောင်မကျုံးနဲ့အမမြို့ကိုသွားကျင်နေပါ။ဘာကိစ္စသွားမှာတော့ဥမာမင်းတို့တော်လေးပွဲရုံကတစ်ဖက်နေမင်းတို့ကယူဆိုင်နိုင်မှာမဟုတ်ဘူး။အူကအတော်ကကိုခေါ်တာပါရဲ့။ သူ့ပွဲရုံမှာကျုပ်တို့လုံသွားလို့မလို့အာငါမကလေငါကြော်ပြီးငါသားသမီးကိုပြောရတယ်လို့ကွာသူ့မောင်ရေးခေါက်ခေါက်ငါကြဘာမှအတီမပေးဘူးထိုကသူ့ဤဇနီးဖြစ်သူကအခုတလောအလုပ်တွေများနေလို့လေမျိုးကလူကြုံနဲ့ကျမကိုပြောလိုက်တာကျမကတော့သားနဲ့သမီးကိုသွားစီရင်လေမဟုတ်ရင်ဒီဝါမာနေပြီးဒီဘူးသူတားလောက်ပဲရှိမှာမျိုးကိုသွားတော့အမြင်ကျတာပေါ့အာတော်စမ်းမှာဟာ ငါတခါလေးအပြစ်ပြောထားမယ်။တာယောသမီးရောမြို့ကိုမသွားရအောင်။ဟေးမင်းတို့သွားချင်ငါတင်မသွား။တော်ပြီကွာ။ခမင်းလည်းစားချင်စိမ်မရှိတော့ဘူး။ဥဖုတ်လူခမင်းမစားတော့ဘဲဒေါသကြီးထထွက်သွားတော့ကျန်ခဲ့လေတော့ဇနီးနှစ်သားသမီးနှစ်ဦးကညနေငယ်လေးများနေဖြစ်လေတယ်။ဖခင်ကငငယ်ကလေးကအကြောက်ရသူတွေမှုဖခင်မသွားခိုင်းသောနေရာကိုတိုက်ခတ်လို့ရေးသွားရင်သူတို့၌တက်တီမရှိလာပြီ။မိခင်ဖြစ်သူကတော့တားထက်သမီးကိုနှစ်သိမ့်ပြီးသူလျှော့ပြောကြည့်ပါဦးမယ်လို့ဆိုလိုက်တယ်။ ညနှစ်ချက်တီးချိန်တွင်ဥဖိုးလူတယောက်နှစ်နှစ်ချက်ချိုင်အင်ဘောကြနေခိုင်။ဟေ့ဖိုးလူဖိုးလူဆိုသည့်အတန်ကိုကြားလိုက်ရ၍စက္ကနဲမျက်လုံးအသာဖွင့်ကနားဆုံးလိုက်တယ်။ထမှန်၍ဖိုးလူဖိုးလူဆိုသည့်အတန်ကိုပြပြတတကြားလိုက်ရတယ်။ဥဖိုးလူလည်းအဲ့ရတွေကထား၍ဒီကားထိကနေအောက်ကုံငုံကြည့်ပြီးဘသူတွေလဲကွာတီးချိန်ကြီးဟုပြောကကြည့်မိတော့ရောင်နှုံးကိုစီဖြည့်ရုပ်ရည်တန့်ပြတ်နေသောလူတယောက်သူရဲ့အနောက်၌လူအောင်ထွားထွားညနာဆူဆူနေလူတန်ကြီးနှစ်ယောက်အားတွေ့ရတယ်။ ဝစားထားဖို့များကတော့အတော်လေးရှိကြမှန်းဥဖိုးလူသတိထားမိလိုက်တယ်။ရုပ်ရည်တန်တန်တဲ့လူငယ်မဖိုးလူဆိုတာမင်းလား။ငါမြစ်ပေါ်မှာမင်းစောက်ထားတဲ့အိမ်ကိုဖျက်ပေးစမ်း။မင်းလိုကောင်တွေငါတို့နေရာမှာလာမနေစမ်းနဲ့။ဘာကွာမင်းတော်တော်ရိုင်းပါရော။ငါမင်းဖေလောက်ရှိရဲ့။မင်းမြင့်နေရလို့ပြောရအောင်။အဲ့မြေကငါဆရာတော်ကြီးစီကနေစာချုပ်စာတမ်းတွေဝယ်ထားတာကွာ။ဖိုးလူကျန်တာငါမပြောဘူး။ မင်းတို့ဒါနောက်ဆုံးသတိပေးတာထိုလူငယ်ကဥဖိုးလူကလက်ညှိုးထိုး၍ပြောပြီးချိန်၌သူ၏ခန္ဓာကိုယ်ကချက်ချင်းဆုတ်သလိုအစင်းရောင်ရှက်ဝတ်တစားတွေနှင့်ပြေးသွားကဘလူးကောင်းဆောင်တစ်ခုပေါ်လာခဲ့တယ်။သူရဲ့နောက်ကလူတန်ကြီးတွေကလည်းပိုပြီးအကောင်ထွာလာကြကခြာကြီးတွေထွက်အဆွဲကြီးတွေတကားကားဖြစ်ကုန်နေတယ်။ဥဖိုးလူတရားကိုကြက်တွေတီးသွားကဧကားပေါ်မှာပြုတ်ကြမလို့ဖြစ်ပြီးအိမ်မက်ကနေလန်နိုးလာခဲ့တယ်။ရင်တွေမောဟိုက်နေကရစ်တစ်ခွက်ထားတော့၍အိရာတွေပြန်လှဲလိုက်တယ်။ သူ၏စိတ်ထဲ၌ကောလာဟာလတွေကိုကြပြီးစိတ်ဆွဲလို့မတ်တာပါဟုတွေးဟာပြန်လေအိပ်ပျော်သွားခဲ့လေတယ်။ဤသို့ဖြစ်ဥဖုလူအိမ်တိမ်လုံးဆောက်ပြီး၍ပစ္စည်းပစ္စယများပြောင်းပြီးလူတွေပါတခါရေပြောင်းနေကြတော့တယ်။အိမ်တပ်ပွဲမလုပ်ခင်တည့်ရက်လိုနေလေခင်ကလေးကပြောင်းနေလိုက်လေတယ်။ရရွာတွေကကာလာသားတွေလည်းကူပေးသဖြင့်အတော်များများပြောင်းရွှေ့ပြီးချိန်၌ညနေခင်၄နာရီရှိလေပြီ။ဥဖုလူတရားကိုကာလာသားတွေအတွက်ထမ်းရည်ဖူလီပေးလိုက်ခါအိမ်ရှိကွက်ပြင်း၌ထိုင်နေချိန် မုတ်ဆိုးဥတာတော်တရားကိုပေါက်ချလာခဲ့တယ်။ဟာကိုတာတော့ပဲဗျ။ပေးကောင်းလှည့်လာတလေ။ဒီပဲလာခဲ့တာဟီ။အခုတော်တော်ခွေးတွေကတိုးရဲကိုမတော်ကျင်ဘူးဖြစ်နေတာကွာ။ဒါပေမဲ့နေလေကတော့ငါတိုးရဲသွားဖြစ်အောင်ကိုသွားလိုက်သေးတယ်။ဟုတ်လား။ကိုရကာကကိုတာနိုးလို့ပြောတဲ့ပညာသေးတွေနဲ့တွေ့ခဲ့လား။တွေ့ပါပြီရောကွာ။တုံးဝတန်နေကြလို့သွားကြည့်တာ။ကိုတာနိုးကိုတွေ့ရတယ်ဆိုတော့ဆုံးမတွေနဲ့ယောဂီဝင်တဲ့လူ၃ယောက်ကပညာပြိုင်နေကြတာ။ လက်တီနဲ့ဝေရန်ပြီးဟိုကလည်းပြန်ကားပြီးပြန်ပြင်းနေချုပ်ချက်တွေကိုခတ်နေတာပါပဲအဲ့ဒါနဲ့ပညာပြိုင်နေဖြစ်ရောလားဗျာအာမင်းကလေပညာဆိုတာငါတို့အတာမဲ့လူတွေဘယ်မြင်ရမလို့သူတို့ပဲမြင်ရမှာပေါ့ဘာလို့အတက်တိလဲဆိုဝါတပြန့်တပြန့်လောက်ကိုအလိုလိုနေရင်လွင်သွားတာတွေတစ်ပိနေကျူးအတန်တွေဝုန်းဆိုပြီးထွက်လာတာတွေကြာပြီးတော့တီးရတာပေါ့ကွာအဲဒါပေမဲ့ကြောက်ပြပေါ့ကူမိမချတရားပေါ်လာပြီးနောက်ကျအနဲ့ရောင်ဝစ်စုံတဲ့မိမတွေခုံးတွေပြက်ကုန်တာကွာ ငါတော်လန့်သွားတယ်။ပြီးတော့အဲ့ဒီမိမချာနဲ့ယောဂီဝတ်ထားတဲ့သူတောင်နဲ့ပြင်ညာပြိုင်တာ။မြေကြီးတွေပါတသိသိတုံးလာတာကွာ။ခင်ဗျားတကယ်လူပဲဗျာ။ပြင်ညာသေးလေးပြိုင်တာကိုထိုက်ကြည့်နေရတယ်လူ။ဒါနဲ့ဘသူနိုင်သွားလဲ။ယောဂီဝင်တဲ့လူတွေနိုင်သွားတယ်ကွာ။အနီရောက်ပေါ်လေးနဲ့လှမ်းပစ်လိုက်တာ။မိမချာကချက်ချင်းပြောင်းသွားတာပဲ။အော်သူတို့ကယောဂီဝင်နေဆိုတော့လူအောင်ထင်ပါတယ်။ဟေးကွာ။အွယ်လေးတွေကတော့ငဲကြသေးတယ်။ ။အော်စကားပြောကောင်းတာနေလာရင်ကိစ္စမေ့နေတာ။ကိုစင်ကြီးတယောက်ဘာဖြစ်လဲမသိဘူး။နှကမ်းမှဘူးကြီးကြီးထနေတယ်ကွာ။ဖျားရီတက်ပြီးဘာရီပြောနေမှလည်းမသိဘူး။ဟုတ်လား။ကျုံလည်းမကြောက်မိပါလား။မနေ့ကမှဆပ်ပြက်တာတယ်ကွာ။ဘူးကြီးကလည်းချက်ချင်းလန့်ကြီးမြင်နေရင်းကိုကြီးလာတာဆိုပဲ။အော်ကျုံလည်းကငေးတဲ့ချင်းအရင်ကြည့်ပြ။သတင်းတော်မင်းမပါ။လူမောင်ကြီးမေးမေးမေးရင်ငါကိုစင်ကြီးနေမကောင်းလို့သတင်းတော်မင်းတယ်လို့ပြောလိုက်ကွာ။ ဟုတ်ပါဥဖိုးလူတရားဥတနော်နေတူဥစင်ကြီးအိမ်ဘက်ကိုရှောက်လာခဲ့လိုက်တယ်။လမ်းတွေလည်းဥစင်ကြီးဟာတဦးတယောက်ပြူစားတာထင်သည်ဟုသူမိမပြောတာကိုဥတနော်ကပြန်လည်းပြောပြလေတယ်။ဥစင်ကြီးအိမ်ဝိုင်းရှိရောက်ပြီးအတန်ပေးကဝင်လာခဲ့ပြီးအပေါ်ထက်ထက်ကြည့်တော့ခါဖျားကန်း၌သူမမြင်ဘူးသောယောဂီဝင်နေလူငယ်သုံးဦးသူတို့ရှင်း၌ဥစင်ကြီးဥစင်ကြီးဘင်း၌ဥစင်ကြီးမိမကထိုင်းနေတယ်။ကိုဖိုးလူတို့ပဲလာပါရှင်းလာပါ ဒီကဆရာလေးတို့ကစစ်ဆရာတွေလေရှင်တို့တငယ်ချင်းကြီးပြူစားခံရလို့ကူပေးနေကြတာဥဖိုးလူနေဥတာနော်လေခေါင်းချိန်ပြလိုက်ခါမနီမွေးနိုင်ထိုင်ရင်စေးကူတာကိုကြည့်နေလိုက်တယ်ဥတာနော်ကယောဂီဝင်နေလူငယ်သုံးကိုတည်တည်ချာချာစိုက်ကြည့်ပြီးဥဖိုးလူအနာနာကတ်ခါငါတော်ထဲမှာတွေ့ခဲ့တဲ့လူတွေနဲ့တော်တော်ကူတူတယ်ကွာဒါပေမဲ့မသေးချဘူးဟုပြောလေဥဖိုးလူကတော့ဥတာနော်စကားကိုသိမကြမိစေးဆရာတွေကဥစဉ်ကြီးနှက်ခမ်းတာကအနာကို ထင်ကနေငောက်ပြီးလက်ဖြစ်တက်ချလိုက်ရာဘူကြီးကတဖြည်းဖြည်းပိန်လှီလာတဖြည်းထူဆန်းလာတော့ကြောင်းမမိတ်မတုံကြည့်နေမိလေတယ်။ဘူကြီးကပိန်လှီပြီးစပြစ်သီးများလိုမွဲလျှောက်သွားကသူ့လိုလိုပြတ်ထွက်သွားလေတယ်။ဦးစင်ကြီးကတော့နည်းနည်းမှမနာဘူးဟုပြောကဆစ်ဆရလေးကိုကျေးဇူးတွေထက်ထက်တင်းနေတယ်။တပားသူကမုံလို့ပြူစားလိုက်တာ။နောက်ဆိုစကားပြောဆိုဆင်ကျင်မပြာ။ကိုနားမလဲတဲ့အပိုင်းတွေကိုတော့မပြောတာကောင်းပါလေ။ဥပမာနွားเจ้าမသိပဲမပြောနေ။ လေအเจ้าကိုလည်းမတိပြန်ပြောနေပေါ့ဗျာဟုတ်ကဲ့ဆရာလေးဘသူလောက်တာလဲဆိုတာလေသိကြပါလေဒါဦးတော့ပြောပြလို့မရဘူးစိတ်မရှိပါနဲ့ဗျာကိုရောကပြောင်းသွားပြီပဲနောက်ကိုလည်းမပြူစားအောင်အဲ့လူကိုကျွန်တော်ဆုံးမထားပါလေထိုနောက်တွင်တော့စစ်စရာသုံးခုဒေါ်တောင်းကငွေကြော့တွေမယူကြပြီပစ္စည်းကြော့လည်းမယူကြပြီဒေါ်တောင်းနဲ့ဦးစင်ကြီးဘာပေးပေးမယူတော့ကြောင်းထိုဆရာများကိုကျေးဇူးဆက်ရှင်၍အတန်တန်ပြောမှသာလျှင် ဒီလိုဆိုရင်ဖြစ်ဒီတညာအစ်ဆက်ဖုန်းနဲ့သမင်းတနက်ကိုသာအိတ်ခွင်စောက်ခွင်ပြူပေးပါဗျာလို့ဆိုကြလေတယ်။ဦးစင်ကြီးတို့ကလည်းလက်ခံလိုက်လေတယ်။ထုံးနောက်တွင်တော့လူနာလာမေးတော့ဥဖို့လူတို့လည်းလူနာကကောင်းသွားသဖြင့်နှုတ်ဆက်ကအင်းပြန်လာခဲ့ကြတော့လေတယ်။အချိန်ကမှောင်ရီအစာပြိုးလိပြီ။ဥဖို့လူတို့မိသားစုလေးဦးညစာစားတော့ပြီး၍အချိန်လေးလေးလင်းလာသဖြင့်အိယာကူစီဝင်လိုက်ကြတယ်။ဥဖို့လူဒီဟိုဒီဒီတွေ့ရင်အပြော်တော့မဲ့အချိန် စကနေအင်ကတုံတလူဖြစ်သွားသောကြောင့်ထထိုင်လိုက်တယ်။ညင်ကလေးလှုပ်သွားသလားဟုထင်မိတော့လေ။ဘေးကမိမဖြစ်သူဟာအိပ်ပျော်လျက်သား။ပစ္စည်းပစ္စည်းများကလည်းမလုံးမချက်ငြိမ်သက်နေတယ်။ထုံနောက်စိတ်ထင်တာပါဟုကိုပတာဖြစ်သိမ့်ပြီးလှဲလိုက်သည့်အခါအတန်အိုးကြီးနှင့်ရေမုန်းနေသောအတန်များဟုကြားလိုက်ရတယ်။သူထထိုင်ကနားစွန့်ကြည့်တော့အမှန်တကယ်ကြားနေရတယ်။မိမဖြစ်သူလှုံ့နှိုးပေမဲ့မနှိုးပေ။သူမိမကဒီလောက်တော့အိမ်မမက်ပြီ။ ကျေးကျွန်တော်အိတ်တတားကိုသူသိရဲ့ယခုမှမိမဖြစ်သူဘာကြောင့်နှိုးရမရလဲမသိပေသူတန်တွေကိုနားထောင်ကြည့်တော့အိမ်ပြင်ဘက်ကကြားသည်မူပြရင်တကားအားအသာလှည့်၍ချောင်းကြည့်လိုက်လေတယ်မြင်လိုက်ရသောမြင်ကွင်းကြောင့်ပစတ်ဟောင်းသာမျက်လုံးပြူသာအံ့ဩမေ့သက်သွားခဲ့လေတယ်သူ၏အိမ်ရှဝိုင်းနေ၌အယုတ်ဆိုးကြီးတန်သည့်တရက်သပဲ့ကြီးတွေကပြင်းထန်နေအောင်နေရာယူဟာအရေးကောင်းလာသောမကြီးပင်ကြီးတစ်ပင်အောင်၌ပလင်တစ်ခုကိုတွေ့ရပြီးထိုပေါ်မှာယမန်နီးညာကအိမ်မက်ထဲကလူငယ်က ခံသားထိုင်၍တန်လျက်ကင်ထားတာမြင်ရတယ်။ဘေးတွင်လည်းထိဖြူဆောင်သမားကြက်တုတ်ခဲသမားများအားတွေ့ရတယ်။ထိုလူငယ်ကဘယ်သူပြောလိုက်သည်မသိတရေတပည့်ကြီးတွေက သူ၏နေဘက်ကိုလှည့်လာကြလေတော့တယ်။ဥဖိုးလူတယောက်ကြောက်လန့်သွားလိမ့်ပြီး သူအားလာတက်ခိုင်းသည်ဟုသူအသေးချာတိလိုက်ခါတွေ့ယူတွေ့ရန်နှင့်တိန်လုံးကိုလိုက်နှိုးလိုက်တယ်။သူပေမဲ့သူ၏ခေါ်တန်အားတယောက်မှမကြားမိမဖြစ်သူပင် သူ၏ခေါ်တန်ကိုမကြားတော့ကြောင်းသူစိတ်တူသွားလိမ့်တယ်။ အတန်တွေကတဖြည်းဖြည်းလေကားထိပ်ကိုနီးကလာသည့်ချိန်၌ဥဖိုးလူစောက်တရားမဲ၍ပြင်းပောက်ကနေအောက်ကိုခုံချပြေးလေတော်တယ်။ဥဖိုးလူသည်ရှစ်ပေဆယ်ပေအမြင်လောက်ကခုံချပြီမဲနောက်ကျင်မှုဝင်တော်မူမခံစားရပြီ။သူထွေထူစဉ်းစားမနေဘဲထွက်ပြေးတယ်။ပြေးချိန်တွင်လည်းငှမွေးလေးလိုပေါ်ပါနေကလှည့်မြန်လာတယ်။ဥဖိုးလူတရားကိုဘဲကိုပြင်းနေတာလေ။သူကိုယ်တိုင်အစားကတော့မသိပြီ။နောက်မှညနေကဥစဉ်ကြီးအားစေကုပေးတော့ပြောရစရာများကိုသတိရသွားပြီး ်ဥစင်ကြီးအိမ်ဘက်ကိုပြေးလာခဲ့လိုက်တော့တယ်။ဥစင်ကြီးအိမ်ရှိရောက်တော့ခါသူ့ဝိုင်းထဲဝင်ပြေးပြူဒတိုင်းတစ်ခုက လာခန်းနေလေတယ်။အထဲကိုလည်းမြင်းနေပါလျက်နှင်းတစ်ခုခုကကြားခန့်နေတော့ကြောင်းသူဝင်မရပြီ။ကြောက်စိတ်တွေကြီးစိုးနေရမှုဘာမှအထွေထူးစဉ်းစားမနေနိုင်ပေ။အော်ခေါ်လိုက်သည့်အချိန်အိမ်ထဲကနေယောဂီဝတ်စုံခေါင်းပေါင်းနဲ့လူငယ်ကထွက်လာခဲ့တယ်။ညနေကဥစင်ကြီးတငယ်ချင်းပဲ။ဘာများဖြစ်လို့လဲဦးကြီး။ကျုပ်ကျုပ်ကိုကဲပေါင်းဆရာလေးရေ တုတ်ကမကောင်းဆိုးဝါးတွေတတ်တော်မေဘယ်ကမကောင်းဆိုးဝါးတွေလဲဗျထိုခါဥဖုလူကသူ့ဖုန်းကြီးเจ้าမြေဝယ်ယူခြင်းကစလို့ညီနီယာနဲ့ပတ်သက်သည့်အကြောင်းအရာများကိုအတူရှုံးတာရှင်းပြလိုက်လေထိုလူငယ်ကဥဖုလူပြောသမျှကိုခေါင်းတချင်းချင်းလှောက်ကာနားထောင်နေပြီးဥဖုလူရှစ်တောင်နာအာငုံကြည့်လိုက်တယ်ဟောဦးကြီးရင်ကလူတွေမကြားတာလေအပြစ်ပြောမရပါဘူးဦးကြီးခန္ဓာကလက်ပြလွှင့်လာတာပဲဘလို့နားလေအောင်ရှင်းပြရရင် ဦးလေးကမတော်စားဖြစ်ပြီးခန္ဓာကိုယ်ထဲကနေဝိညာဉ်ထွက်လာမိတာကံကောင်းတယ်ပြောရမယ်အဲ့ဒါကြောင့်ပဲအခုဦးကြီးလွတ်မြောက်လာတာဦးကြီးခန္ဓာကိုယ်ကတော့ပိုအိမ်မှာကျန်နေခဲ့ပေမဲ့စိတ်ပူပါနေကျွန်တော်အမေနဲ့ကာဝယ်ထားလိုက်ပါမယ်ထိုးနောက်ထိုးလူငယ်နှစ်အတူဦးဖိုးလူသည်သူ့ဤနေသို့ပြန်လဲချောင်းလှမ်းလာခဲ့တယ်ထိုးလူငယ်ကလမ်းတစ်ဖက်ကိုအနောက်ကိုပြစ်ထားကတီတီငင်ငင်ချောင်းနေတော့လေမြင်နေသည်ဟုဦးဖိုးလူစိတ်ထဲထင်းနေမိတယ်ထိုးလူငယ်က ဦးကြီးကိုလုံမရတော့သူတို့ကအင်းသူအင်းသားတွေပဲပြောင်းပြီးလှုပ်ရှင်နေကြတာကျွန်တော်အဆောင်တွေလှုပ်ပြီးထိန်းခိုင်းနှားပါတယ်ဟုပြောနေတယ်ဦးဖိုးလူကတော့ထိုးလူငယ်ကိုကြည့်ကအမြင်ရပဲဘလို့တိနေပါလိမ့်ဆိုပြီးတွေးလိုက်မိတယ်ဤသူဖြစ်ဦးဖိုးလူအိမ်ရှိရောက်တော့ခါအင်းဝိုင်းတဲ့၌ရွှေရောင်ရှက်ဝိတစားပြင်းနေဘလူးများအရှိတွင်ထူးထောက်ထမ်းကြနေသောတရဲတပတ်များအပြင်သူတို့၏ခေါင်းဆောင်ဟုထင်ရသည့်သူပါထိုင်းနေလေတယ်ဦးဖိုးလူဘေကလူငယ်ကိုမြင်တော့ခါ ဆော့ဆော့ကခေါင်းဆောင်ထင်အားသည့်လူငယ်သည်လက်အုပ်ရှိကရှိခိုးလေတယ်။မန်နယ်ဝိဇာတပါကဘလို့အကြောင်းမျိုးကြောင့်ကျွန်ုပ်ကိုဖမ်းထားရပါတယ်ဟုယောဂီဝင်းနှင့်လူငယ်ကိုမေးလေတယ်။မဖြစ်တင်တာမဖြစ်အောင်ကျွန်ုပ်ကထိန်းခိုင်းထားတာပါ။တင့်ကိုဖမ်းဆီးခိုင်းသလိုဖြစ်သွားရင် ကျွန်ုပ်ကတောင်းပန်ပါတယ်။ယခုကျွန်ုပ်နဲ့အတူပါလာသောလူကတင်းဤတိုင်တန်းပေါ်မှာလူနေအိမ်လာဆောင်ပြီလို့တင်းစိတ်ဆိုးဒေါသဖြစ်ပြီးတက်ချင်နေတာကိုကျွန်ုပ်သိထားတယ်။မှန်ပါတယ်မန်နယ်ဝိဇာ။ ီလူဟာကျွန်တို့တို့ရှိကြောင်းပြပါလျက်အတိပေးပါလျက်နဲ့မထင်မဲ့မြင်ပြုတ်ပြီးအခုလိုလာနေတာကြောင့်တက်ချီနေပါတယ်မင်းတီပါမင်းမတော့မှာပေါ့မင်းကမင်းရဲ့ဘလူးတိုက်မှာဘရင်တစ်ပါးဖြစ်ပါလျက်နဲ့ဒီလိုမိုင်မဲသည့်ပြုတ်မှုမျိုးလုပ်ဖို့မသင့်ပေဘူးသင်ဟာတိုက်ချုပ်တော့ကလည်းအမိန်ပေးထားတာကိုသင်ဟာဖီဆန်ပြီးတိုက်ကိုရွှေ့ပြောင်းရင်ပြုတ်ပဲဘာလို့လူနေအိမ်တွေကြားမှာနေနေရတယ်လဲတင်တို့လိုတိုက်တွေကလူတွေရှိတဲ့ဝင်းကျင်မျိုးရှောင်ပြီးနေရမယ်ဆိုတာတင်မေးကျင်ကိုဆောင်နေရော့သလား ကျွန်တော်မမေ့ဘူးသို့ပေမဲ့ဒီရက်မှနေရတာကျွန်ုပ်ပြောတော့ကြောင်းနေနေချင်းဖြစ်တယ်သင်ဟာမန်နဲ့ဝိစာမကားလို့ကုရီတာနမကြီးဖြစ်နေပါစေကျွန်ုပ်ကတော့တိုက်မွှေပြောင်းနိုင်ပါဘူးယောဂီဝင်းနေလူငယ်ကတစ်ချက်ပြုံးလိုက်ချိန်သူဤပါနှစ်ဖက်ကပချိုင်လေးတွေလို့လလဲထွက်ပေါ်လာခဲ့တယ်သင်တေချာပီလာမင်းတီပါကျွန်ုပ်မင်းတီပါဟာလူဘဝမွေးစဉ်အခါကပင်ဦးဝဲဆိုသည်ကိုတစ်ခါပဲအော်ပြီးမွေးဖွားလာခြင်းဖြစ်တယ်နှစ်ခါမပြောလို့ပဲ ကောင်းပြီလေတုံးလောကထထမျက်စွာဖျားကိုဥထိတ်ထား၍ငမိုက်သားမင်းဒီပါဘလူးကိုဆုံးမရင်အာလာဝကနဘလူးကြီးငါဆရာသူရရှိတော်မဟုတ်ဘူးအခုချက်ချင်းရောက်စမ်းဟဲ့သူရရင်မိန်အာနာဆက်တန်ဆုံး၌ကောင်းကင်ကလျက်စီးကြောင်းတစ်ခုထားသွားကလျက်စီးနေသူသူရရှိကိုအလုံးကြီးမသောခန္ဓာကိုတဖိဖိတောက်နေသောကိုရောင်ကိုဝါတို့နှင့်ဖျားရှင်ချွတ်တော်မှုရဲ့သောအာလာဝကဘလူးဆိုကြီးသူရရှိကိုရောက်လာခဲ့တယ်ရောက်တာနေ့တပြိုင်တည်းမင်းဒီပါကိုစောက်ကန်လိုက်ခါ ကျန်တော်တရားသဘက်တွေကိုကင်ပေါက်လိုက်လုံးနေရတယ်။မင်းဒီပါဘလူးဘရင်ခမအာလာဝါကြီးပြူသည်မခန္ဒီရချာကအာလာဝါကြီးထိုးကြိုက်တာမခံနိုင်တော့သည့်အချိန်တိုက်ရွှေ့ပါမည်ဟုဂရီပေးလိုက်လေတယ်။အာလာဝါကြီးလည်းသူ့ဤငယ်သားများကိုလိန်မောင်းအောင်နေဖို့မှာကြာကသူ့ရောက်ကိုကာရဝါပြူ၍ပြန်သွားခဲ့လေတယ်။မင်းဒီပါကတော့သူ့ရောက်ကိုမချင်မနဲ့ကြီးချူကသူ့ဤငယ်သားများနှင့်အတူတိုက်ကိုပြန်သွားခဲ့ကြလေတယ်။နောက်တနေ့မှာတော့မင်းဒီပါတို့တွေတိရှောင်းနေရာတစ်ခုကိုတိုက်ပြောင်းချွေသွားခဲ့ကြတယ်။ သူရတယောက်အားလုံးပြီးစီးချိန်တိုင်းဥဖိုးလူကိုသူ၏ခန္ဓာကိုယ်ထဲပြန်ဝင်ခိုင်းလိုက်တယ်။ဥဖိုးလူကကျေးဇူးတင်နေပေမဲ့သူရကတော့ရပါတယ်ဟုသာပြော၍ဥဖိုးလူသူ၏ခန္ဓာကိုယ်ထဲဝင်သွားချိန်ပြန်လာခဲ့တော့လေတယ်။ဟုတ်ကဲ့နောက်တစ်ပိုင်းမှာတော့သူရတယောက်ဘလို့ပြဿနာတွေကြုံဆုံရအောင်မလဲဆိုတာကိုတော့သူရနေ့အကြောင်းရှာတော့ခေါင်းမချာချာလေးဆိုတဲ့ဇာလံကလေးကိုအားလုံးပဲစောင့်မျှော်နားဆင်အားပေးကြပါဦးခင်ဗျာ။ကျွန်တော်ကတော့ပြောပြတင်ဆက်သူခေပုံးကပဲဖြစ်ပါတယ်ခင်ဗျာ။ အားလုံးပဲစိတ်ချမ်းသာခြင်းကိုယ်ဤကျမ်းမာခြင်းနှစ်ဖြာသောဒုက္ခရုံးနှင့်ပြည့်စုံနိုင်ကြပါစေခမညာ